ဇူလိုင်လ6ရက်နေ့တင်းတို့ဒီငါ့ကိုအမိပြု၍ငြိမ်သက်ချင်းရှိစေခြင်းဟာဤစကားကိုငါဟောပြောပြီတင်းတို့ဒီလောက၌ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်သို့တော်လည်းမစိုးရင်ကြနဲ့ငါသည်လောကကိုအောင်ပြီဟုမိန့်တော်မူ၏ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး16အခန်းငယ်33တခင်ယေရှုယူဆောင်ခဲ့သောငြိမ်းချမ်းမှုသည်ချွေးတိတ်သည့်အဖေးယူလို့သည့်ထုံနှံအစင်လာလိုက်သည့်ငြိမ်းချမ်းမှုမဟုတ်ပေ။ ဝိညာဉ်ရေးဆိုင်ရာငြိမ်းချမ်းမှုသာဖြစ်ပါれ။ကမ္ဘာလောကကြီးအနေဖြင့်ငြိမ်းချမ်းရေးမရှိသဖြင့်ငြိမ်းချမ်းရေးမဆောင်နိုင်ခြင်းသာဖြစ်ပြီးငြိမ်းချမ်းရေးအတွက်တိုက်ခိုက်နေကြခြင်းညှိနှိုင်းဆောင်ရွက်နေကြခြင်းနဲ့အပေးယူလုပ်နေခြင်းသာဖြစ်ပါれ။သို့သောတစုံတယောက်ဒီသခင်ယေရှုကိုယုံကြည်လျင်မူထိုစစ်မှန်သောငြိမ်းချမ်းမှုကိုရရှိမည်ဖြစ်ပါれ။သင်သည်ထိုငြိမ်းချမ်းမှုကိုရလျင်သခင်ယေရှု၏ဘက်တော်သားဖြစ်သွားပြီ။ မြည်သူမဆိုးသခင်ယေရှု၏ငြိမ်းချမ်းမှုကိုရယူနိုင်ပါれယနေ့အတွက်ဆုတောင်းခြင်းဘဝရဲ့မုန်တိုင်းတွေကြားထဲမှာကျွန်တော်အနေနဲ့သခင်ယေရှုရဲ့ငြိမ်းချမ်းမှုကိုခံစားရမိပါれအာမင်ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုယေရှုအထူးပဲတင်ရှိပါれခင်ဗျာမနေ့ပြန်ပါလေတခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပြီးဖို့လည်းမြစ်တမ်းရက်ခံလိုပါれ ားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွင်မှပြန်တွေ့ပါအောင်မိခင်ဗျာ။